ရေချိုးကန်းထဲကမင်းကြီးတွေကိုနာမှုထားရဝင်မြေသားတယောက်ရဲ့ဝိညာဉ်ကသူ့ခန္ဓာကိုယ်ကနေထွက်ပြီးဆက်ပြားခဲ့တဲ့ခုပြေပုံကြောင်းလာခဲ့တဲ့သူ့ကလက်ကြီးလေးကိုတစ်ချက်လောက်ချောင်းကြည့်တယ်လို့ပဲဒါပေမဲ့လက်ကြီးလေးကသူ့ကိုတွေ့သွားခဲ့တဲ့ဆက်ပြားခဲ့ကစကားစကားပြောနေကန်ကိုမြင်လိုက်ရတော့အဲ့ဒီမိသမီးကလက်ကြီးဆက်ပြားခဲ့ကိုလွတ်ပြစ်လိုက်တယ်ဘလို့လို့မြေသားအတန်ထွက်လာရတာလေမင်းဘသူနဲ့စကားပြောနေတာလဲဟုတ်တယ်ငါလည်းကြားလိုက်တယ်ဟုတ်တယ်ဘယ်မှာလဲမြေသားကဒီလိုယူနေကြလားအဲ့ဒီလိုနဲ့အဲ့ဒီမြေသားရဲ့အချင်းနဲ့မကောင်းတော့ဘူးဖြစ်နေလုံးဝပဲရှောင်းမိကဆက်ပြားကိုချက်ချင်းကန်လေတကယ်တော့သူတို့မြတ်ကအရင်ကတီကျွမ်းနေကြသူတွေပါ အကိုချက်အပြစ်ပေးမခံရအောင်လို့သူ့ဘက်ကကားပြေးလိုက်တာပါခြားသူတွေကသူတို့ကိုသတိထားမိတော့မှမတိလိုက်တော့ခြားမိကဆက်ပြားခဲကိုချက်ချင်းကောက်ပြီးတောင်းလိုက်တယ်ဒါပေမဲ့အမျိုးသမီးရုပ်ကတစ်ခုလုံးမှာဆက်ပြားခဲဒီတော့မရှိတာခြားမိက တယောက်တည်းဆက်တက်တုံးလို့အခြားသူတွေမကျေနပ်မှုကိုအများဆုံးဖြစ်လာကြတယ်။လူတိုင်းကအဲဒီဆက်တက်ခဲ့ကိုလူကိုကြိုးစားနေကြတော့မှပဲဆက်တက်ခဲ့ကအခြားတယောက်လက်ထဲကိုအမြင်ကြလာကြတယ်။ဆောင်းပွဲရဲ့အကြောင်းပေါ်တော့မှမှတိလဲရတော့ဆောင်းမေကသူ့လက်ချောင်းနဲ့အမြင်ပုတ်ထုတ်ပြီးဆက်တက်ခဲ့ကိုအင်နာပေါ်ထဲတန်းပစ်ထလိုက်တယ်။အဲဒီလိုနဲ့ပဲအဲ့ဒီလူသားကဒီအချက်တဲကနေလွတ်မြောက်သွားနိုင်ခဲ့တယ်။